အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့အမျိုးသားများအတွက် အတူတဖြင့်လိမ့်တန်ကောက်တဲ့သူတွေသိထားဖို့လိမ့်တန်ကောက်တာသဘာဝဆိုရင်ပဲပုံမှန်ထက်ဒီလိုကြီးတွေကိုယ်ကောင်းနေရင်တရိတ်သားဆရာများအကြောင်းတင်ဆက်ပေးကြပါရစေပုံမှန်မဟုတ်တဲ့လိမ့်တန်ကောက်ခွေတဲ့အကြောင်းမရှိအမျိုးသားတွေမှာပုံမှန်အားဖြင့်လည်းလိမ့်တန်ကတက်ဖြောက်တဲ့မရှိတော့ပါဘူးထောင်မှန်နေချိန်မှာအနေငယ်တော့ဟုတ်ကောက်တီဆောင်ဖြစ်တတ်ပါတယ်ဒါကပုံမှန်ပါပဲဒါပေမဲ့ ပုံမှန်မဟုတ်တဲ့လိန်တန်ခောက်ခွေခြင်းလည်းရှိပါတယ်။ဒါကတော့မူမမန်လိန်တန်ခောက်ခွေခြင်းလို့ခေါ်ပါတယ်။ပုံမှန်မဟုတ်တဲ့လိန်တန်ခောက်ခွေခြင်းဆိုတော့ပုံမှန်မဟုတ်တဲ့လိန်တန်ခောက်ခွေခြင်းဖြစ်ရတာလိန်တန်မှာအမာရွတ်တွင်နေလို့ပေါ့ဒီအမာရွတ်ပုံမှုတွေပြီးလိန်တန်ကကောက်တာ၊ကိုေးတာထိုးသွားတာလုံပတ်မနေတာစတာတွေဖြစ်တတ်ပါတယ်။အမာရွတ်တ िश ူကို လက်လက်ဒေတာဇန်လို့ရပါတယ်ထရက်ချိုရီမှာလိန်တန်ထောင်မဲ့ထိဆိုကိုွေးကောက်တာကပိုပြီးတည်တာပါတယ်နားလဲနားပါတယ်ထူထူချာချာလိန်တန်ရဲ့အရင်မှမဟုတ်ပဲအလဲမှာအမရွလာတွင်နေတဲ့သူလည်းရှိပါတယ်ဒါဆိုရင်တော့သူကလိန်တန်ကောင်းနေမှမဟုတ်ပါဘူးတက်ဖြောင်နေမှာပဲအလဲကညစ်တယ်လို့ဖြစ်နေတာကြောင့်သဲနိုင်ပုံစံဖြစ်နေနိုင်ပါတယ်ဘာကြောင့်ပုံမှန်မဟုတ်တဲ့ လိမ့်ထန်ကောက်ခွေးချင်းဖြေရတာလေ။ဘာသာဒီလိုမျိုးအမာရွတ်တွေလာတွင်နေရတယ်ဆိုတာကိုခုထိမသိကြသေးပါဘူး။တချို့တွေကတော့ဒါကလိမ့်တန်ထောင်မဲ့နေချိန်မှာထိခိုက်ဒဏ်ရာရတော့လိမ့်တန်ကိုအတိတ်ကော်ပြတာကြောင့်လို့ယူဆကြပါရယ်။အထူးသဖြင့်လိမ့်ဆက်ဆန်ချိန်မှာပေါ့။ဒါပေမဲ့80ရာခိုင်နှုန်းသောအမျိုးသားတွေကတော့သူတို့တင်လို့ဖြစ်အောင်လုပ်ခဲ့မိကြလားဆိုတာမှတ်မှန်မိကြပါဘူး။ ဖြစ်နိုင်တာကတော့နည်းနည်းစီထိခိုက်မိလို့လည်းဖြစ်နိုင်ပါတယ်။မူမမတ်လိန်တန်ကခွေရင်ရှိတဲ့အမျိုးသားတွေကတောင်ပံအမျိုးသားတွေနဲ့ရှင်ရင်အမာရုံဖြစ်လွယ်တာကြောင့်လည်းပါပါတယ်။ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အတိအကျမသိပေမယ့်အောက်ပါအမျိုးသားတွေကတော့ဖြစ်နိုင်စေများနိုင်ပါတယ်။မိသားစုတွေမှာလိန်တန်မှာအမာရုံတွေ့တဲ့သူတွေတွေ့ဆက်တေရှုယောဂရှိသူတွေ ်တွေးတွေးကြတဲ့များသူတွေအမျိုးသားစီကုံတွေရနဲ့လေရင်ကနေရာကိုခြေရတဲ့ရရှာဖို့သူတွေအနာကောင်းကောင်းမချက်သူတွေဆက်နေတဲ့ဆေးရွက်ကြီးတာတုံသူတွေခိုးကံကမောက်ကမောက်ဖြစ်တဲ့ရောဂါရှိသူတွေမှတွေ့ရတတ်ပါတယ်ပုံမှန်မဟုတ်ပဲလိမ့်တန်းကကွေးတဲ့အခါဘလူလက္ခဏာတွေခံစားရမှလိမ့်လက္ခဏာတွေကရွတ်တရွတ်ဖြစ်လာတာရှိသလို့ တဖြည်းဖြည်းနဲ့ပိုဆိုးလာတာလည်းရှိနိုင်ပါတယ်။တွေ့ရများတဲ့လက္ခဏာတွေကတော့အမာရိုးရှိနေတာ၊လိမ်တန်ရဲ့တနေရာမှာအမာရိုးတက်ခဲ့တဲ့စမ်းမီတက်ပါတယ်။လိမ်တန်ကတိတ်တိတ်တန်တန်ခွေကောင်းနေတော့လိမ်တန်မထောင်မနိုင်တော့အမာရိုးကြောင့်လိမ်တန်တို့သွားတော့ထောင်မတ်ချင်းရှိရှိမရှိရှိအမာရိုးကဆွဲထားတာကြောင့်လိမ်တန်နာနေတော့လိမ်တန်ပုံပြတော့ဥပမာလုံးပတ်မနေတော့ အလဲမှခြိုင်နေတော့ပဲနိုင်လိုမျိုးဖြစ်နေတော့လိန်တန်းကပုံမှန်မဟုတ်ပဲကိုေကောက်လာတော့တူလာလာတွေကစဖြစ်ဖြစ်ခြင်းကနေ၃လတနည်းလောက်တည်းစက်တိုက်ဖြစ်နေပါတယ်။နောက်ပိုင်းကျမှနည်းနည်းတက်တာသွားပါတယ်။နာရာကလည်းတနည်းနည်းလောက်ကြာရင်နည်းနည်းတက်တာလာပါတယ်။ပုံမှန်ဖြစ်တဲ့တဲ့လိန်တန်းကောက်တာလားယောဂါလားပြောခဲ့တယ်လို့ပဲအမျိုးသားတွေကပုံမှန်အားဖြင့်လည်း လိန်တန်ကောက်ပါတယ်ဒီမူမမန်လိန်တန်ကောက်ခွေခြင်းမှာလဲလိန်တန်ကောက်တာပဲဆိုတော့ဘလို့ခွေကြမလဲပုံမှန်အတန်ကောက်တာက အမာရိုးကြောင့်မဟုတ်ပါဘူးမူရပါကောကောင်းနေတာပါပုံဆိုးလာတော့ကောင်းသွားတာမျိုးလည်းမရှိပါဘူးဒီတိုင်းဆိုရင်လည်းတိတ်မသေးတာပါဘူးလိန်တန်ထောင်မှမှာပဲသိတာရာဖြစ်ပါတယ်ပုံမှန်မဟုတ်တဲ့လိန်တန်ကောက်ခွေခြင်းရဲ့နောက်ဆက်တွဲပြဿနာ ဥပမာလေတဲ့ကောက်ွေးခြင်းကကူးဆက်တာ၊ကင်စာပြောင်းတာ၊မြုပ်စေတာ၊စိတ်ရောကြောင့်ပြဿနာတွေကိုမဖြစ်စေပါဘူး။ဒါပေမဲ့လေတဲ့ကောက်ွေးနေတာကြောင့်အတူနေတဲ့အခါအနှောက်အယှက်ဖြစ်တော့လေတဲ့ထောင်မဖို့ခက်ခဲတော့လေတဲ့ပုံစံပြနေတာကြောင့်စိတ်တက်ကြတော့လေမှုဘဝမှာတော့ကရဝတော့ကြ ாய ရမြုပ်စေတာမဟုတ်ပေမဲ့အတူနေဖို့ခက်ခဲတာကြောင့်ခလေးရဖို့ကထိခိုက်သွားတော့လိန်တန်ထူသွားတော့ လိန်တန်နာရာကြောင့်ဆိတ်ရှုပ်သွားတာစတာတွေဖြစ်တတ်ပါတယ်။မူမမှန်လိန်တန်ခောက်ခွေခြင်းကို ကုသလို့ရနိုင်မလား။အဲ့ဒါကို ကုသဖို့နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ကိုယ်ရောဂါအခြေအနေပေါ်မူတည်ပြီးကုသရပါတယ်။လိန်တန်ခောက်ခွေတာကတိတ်နေစိုးဖို့အတူနေလိုရင်းရတယ်။လိန်တန်ထောင်ဝက်တာကိုလည်းထိခိုက်တာမျိုးမဟုတ်ဘူးဆိုရင်တော့မကုပ်ဝဲထားပြီးစောင့်ကြည့်နိုင်ပါတယ်။အခြေအနေတွေဆိုရင်လိန်တန်ဆွေးဆန်းတဲ့ခရီးရတဲ့ ်ဆွေးဆံမိနိုင်ပါတယ်။ဒါကအချိန်တော့လိုပါတယ်။စိတ်လည်းရှိရပါတယ်။တချို့ career တွေဆိုရင်အိမ်နေတဲ့အချိန်မှဝတ်ထားရပါတယ်။သူကကောက်နေတဲ့စံချိန်ဘက်ကိုဆွဲပေးတာမျိုးပါ။စေဝါးတွေနဲ့တုံလို့ရပါတယ်။လိန်တန်နာတာကိုသက်သာစေတဲ့စေတွေလိန်တန်ကို သွေးကောင်းကောင်းလျှောက်စေတဲ့စေတွေရှိပါတယ်။ဒါတွေကတော့လက္ခဏာတွေကိုပဲသက်သာစေပါတယ်။ တိမ်ထန်တဲ့ကိုစိတ်ထိုးပြီးအမာရွတွေကိုဖျော်ချတာမျိုးလည်းရှိပါတယ်။ခွဲစိတ်ကူတာပဲအမာရွတွေကိုဖယ်ထုတ်တဲ့နည်းလည်းရှိပါတယ်။တကူရှိတာကဒီလိုမျိုးကူတာပြီးပေမဲ့လည်းအမာရွကပြန်တွေ့တတ်ပါတယ်။ရောဂါရဲ့သဘာဝကလည်းနည်းနည်းထိရတာနဲ့ပြန်ပြန်အမာရွတွေ့တာကြောင့်မဟုတ်မမှန်လိမ်တဲ့ကောက်ခွေခြင်းကိုကာကွယ်လို့ရသလောက်လူတိုင်းမှာတော့ကာကွယ်လို့ရခြင်းမရပါဘူး။ဥပမာမျိုးရိုးဗီဇကြောင့် ိသားစုတွေမှာမျိုးရိုးရှိနေတာယောဂရှိနေတာကြောင့်ဆိုရင်တော့ခပ်ပါတယ်တာမန်မျိုးသားတွေကတော့အောက်ပါနေလန်တွေနဲ့ကာကွယ်ကြည့်ပါအမျိုးသားတွေရဲ့နေထိုင်ကတက်ကြည်လာတာနဲ့မြမာလာတက်ပါတယ်ဆိုလိုတာကအတူနေတဲ့ခါပို့ပြီးထိခိုက်လွယ်ပါတယ်နေနေနဲ့ခဏခဏထိခိုက်ရင်အမာရွတ်တွယ်လာနိုင်တဲ့အတွက်တရချက်တွေကိုသတိထားပါအတူနေတဲ့ခါကြောစီသုံးပါအတူနေတဲ့ လိမ့်တဲကျွတ်ထွက်သွားခဲ့သည်ရှိသောလဲလဲထေမီမှပြန်ထေပေါ့အဖေါ်ကအဖေါ်ကရင်းဆက်ဆန်းတဲ့ခါတရီထားပေါ့ဒီလိုနေထားကလိမ့်တန်ကိုတိကျနေကြည့်များစေပါရင်အတူနေတဲ့ခါလိမ့်တန်ကိုခွေခောက်ပေးဆက်ဆန်းခြင်းကိုရှောင်ပေါ့တန်နိုင်သမျှတဲတဲ့တန်တန်သောဖြစ်ပါစေအမျိုးသားတွေအတွက်လိမ့်တန်ကျမကြီးကအရေးကြီးပါတယ်ပုံမှန်ဖုတ်တဲ့လိမ့်တန်ကောက်ခွေခြင်းကဖြစ်တတ်ပေမဲ့အများစုက ဖွဲ့ရတိုင်းမင်းလေးမရှိတာကြောင့်ကုသမှုခံယူဖို့နောက်ကျတပါတယ်။ဒါကရုပ်ပြေသနာသက်သက်မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာလိမ္မူဆိုင်ရာပြေသနာတွေကိုပါဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်ဒီလိုယောဂဝေဒနာခံစားနေရတဲ့အခါစိတ်မိတ်ဒီခံမနေပဲစိတ်ရောဝင်တဲ့တိုင်းမင်းကုသအကြံပေးဖို့လိုအပ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုတော့ဒီမှာပဲခေတ္တရင်နာဝင်ပြုပါရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေပုံသဏ္ဍာန်ပြည့်စုံမဲ့အကြောင်းလေးတွေကို ရွေးတဲ့တင်ဆက်ပေးမှာမို့ဆောင်မြောင်းပေးကြပါဦးရှင်ကျေးဇူးဝပေးခဲ့ကြတဲ့ပရိသတ်တယောက်စီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်